အတ္တဟိအတ္တနောနာထောကောယိနာထောပရောတိယာအတ္တနာဟိသုတန္တေနနာထံလဘတိတုံလဘံနဲ့အဓိပ္ပာယ်မိမိတည်တာလဲမိမိအာကိုရာမိမိမှာတပါးခြားသူတို့သည်မိမိအာကိုရာမဟုတ်မိမိစိတ်ကိုကောင်းစွာ ဆုံးမခြင်းအဖြစ်ရနိုင်ခဲ့သောအာကိုရာကိုရနိုင်နေတဲ့ဒီဒေသနာတော်နဲ့ပတ်သက်ပြီးတော့စဉ်းစားမိတာလေးကိုပြောခြင်းတယ်လူတွေကအပေါ်ယံအာကိုရာတွေနဲ့ပဲနေနေကြတာ အပေါ်ယံအကူရတွေဆိုတော့အပေါ်ယံပြဿနာတွေလောက်ကိုပဲဖြည့်ရှင်းနိုင်မှာပေါ့တကယ်အရေးကြီးတဲ့ပြဿနာတွေကိုမဖြည့်ရှင်းနိုင်ဘူးတကယ်အရေးကြီးတဲ့ပြဿနာတွေဆိုတာနာကျင်တည်ခြင်းကိုပြောတာနာကျင်တည်ခြင်းကဘလောက်အရေးကြီးလဲစဉ်းစားကြည့်ကျမကြီးဖောက်ပြီဆိုတာနဲ့ကျန်တာတွေထားလိုက်ပါကွာဆိုပြီးတော့သူ့ကိုအရင်ဖြည့်ရှင်းဖို့ကြိုးစားကြရတာပဲမဟုတ်လားဘလောက်အရေးကြီးလဲသူ့ကိုဖြည့်ရှင်းတဲ့နေရာမှာ ုသနိုင်ဖို့လိုလိုရင်ဆိုင်နိုင်ဖို့လည်းအရေးကြီးတယ်။ရင်ဆိုင်နိုင်ရင်ပြဿနာကတိတ်မကြီးဘူး။ရင်မဆိုင်နိုင်ဘူးဆိုရင်တော့ပြဿနာကတော်တော်ကြီးသွားပြီ။တရားစဉ်းစားကြည့်ရင် ကုသနိုင်စွမ်းနဲ့ရင်ဆိုင်နိုင်စွမ်းကပိုအားကိုးလိုက်တယ်။ကျမကြီးပြည့်လို့မျက်နှာငယ်ကြရတယ်ဆိုတာရင်ဆိုင်နိုင်စွမ်းလို့ဆိုတဲ့အားကိုးရာမရှိကြလို့ပါ။အားကိုးရာမရှိတော့အားငယ်တာပေါ့။စိတ်ထဲမှာတရားသိတယ်ရှိနေတယ်။ကြည်လင်းနေတယ်အေးချမ်းနေတယ်ဆိုရင် ောဂါနှိမ့်ဆက်နေတော့လည်းပဲချမ်းချမ်းသာသာနေနိုင်တယ်။တရားအသိရှိလို့ယောဂါနှိမ့်ဆက်တဲ့ကြားပါပဲ။ချမ်းချမ်းသာသာနေသွားကြတဲ့သူတော်ကောင်းကြီးတွေအများကြီးရှိတာပဲ။စေဝါဒစာလေးနဲ့ကုသမဲ့သူလေးနဲ့ပြုစုမဲ့သူလေးနဲ့ဝိုင်းဝိုင်းလည်နေလည်းပဲစိတ်ထဲမှာတရားအသိမရှိလို့ကိုယ်စိတ်ကရင်မဆိုင်နိုင်ဘူး။ကြောက်နေတယ်၊စိုးရိမ်နေတယ်။စိတ်မထားတတ်ဘူး။ငါမှဖြစ်ရလိမ့်ခြင်းဆိုပြီးစိတ်တွေဆင်းရဲနေမယ်ဆိုရင်ရောအားကိုးရရှိတဲ့လူလို့ဆိုနိုင်မလား။ တကယ်စဉ်းစားကြည့်ရင်နာယီပြဿနာဆိုတာပြည်လဲအောင်ဖြည့်ရှင်းနိုင်မှုလွန်ခက်တယ်။ဆိုးရတဲ့ယောဂါတွေဖြစ်ပြီးဆိုရင်တော့ငိုကြတဲ့လူတွေပဲများပါတယ်။အဲ့ဒီနာယီပြဿနာတွေတေယီပြဿနာကပိုကြီးပြန်တယ်။ तू ကတော့အရေးတကအရေးထဲမှာအကြီးဆုံးအရေးပဲ။ပိုင်ဆိုင်သမ ्या ပတ်သက်သမ ्या ငါဟာလို့လှုပ်ထားသမ ्या အရာအလုံးကိုထားခဲ့ရတော့မင်းအဲ့ဒီအချိန်မှာစိတ်ကချမ်းသာနိုင်မလား။ မရေရတဲ့အနာဂတ်တွေရောစိတ်ချပြီလားရှည်ရည်အတွက်ကောင်းမြတ်တာတွေကိုရွေးချယ်နိုင်ခြင်းရှိပြီလားကောင်းတဲ့ဘဝရမှာလားဆိုးတဲ့ဘဝရမှာလားအဲ့ဒီမိဝန်တွေရဲ့အဖြေကတည်ခြင်းကိုအဆင်ပြေပြေရင်ဆိုင်နိုင်ခြင်းရင်မဆိုင်နိုင်ခြင်းအပေါ်မှာပဲအဓိကမူတည်နေတယ်တရားအသိဉာဏ်ရှိရင်အဆင်ပြေမှာပဲတရားအသိဉာဏ်မရှိရင်အဆင်မပြေနိုင်ဘူးဒီနာယီတည်ရည်ဆိုတဲ့ပြဿနာတွေကလူတိုင်းမှာတွေ့ရမှာ တတိလည်းမလွတ်ဘူးပညာတတ်လည်းမလွတ်ဘူးဘယ်သူမှမလွတ်ဘူးလူတွေအားလုံးဟာကိုယ်ဒုက္ခနဲ့ကိုယ်ယုံကံနေကြရတဲ့သူတွေကြီးပဲဒုက္ခကိုကြီးနဲ့ဘဝခီးကိုပင်ပင်ပန်းပန်းသွားနေကြရတဲ့သူတွေကြီးပဲအပေါ်ယံကြည့်ရင်မတူဘူးလို့လို့နဲ့တကယ်ကဘာမှသိပ်ပြီးတော့မထူဘူးဒုက္ခတဲ့တွေကြီးပဲအထင်သေးစရာလည်းမရှိဘူးအထင်ကြီးစရာလည်းမရှိဘူးကရုဏာဖြစ်စရာတွေပဲရှိတယ် တရားအသိဉာဏ်ဆိုတဲ့ရင်ဆိုင်နိုင်စွမ်းရှိတဲ့သူတွေပဲတတ်တာရကြမှာရင်ဆိုင်နိုင်စွမ်းမရှိလို့ကတော့ဘယ်သူမှမလွယ်ဘူးနှိစက်တတ်တာကလောကရဲ့သဘာဝရင်ဆိုင်နိုင်စွမ်းရှိဖို့ကကုတ္တံဒါပဲအဲ့ဒီရင်ဆိုင်နိုင်စွမ်းကလည်းကိုရှာထားမှကိုရမှာဘယ်သူမှကိုကိုရှာမပေးနိုင်ဘူးကိုလည်းဘယ်သူမှရှာမပေးနိုင်ဘူးဒါကြောင့်ကိုကိုကိုအာကိုသူများကကိုတို့အာကိုရမှုဘူးလို့ပြောတာ ဘဝဘေးအခြေအနေရတယောက်နဲ့တယောက်အတူတူနေကြရပေမဲ့လို့သူ့စီမှာလည်းကို့အတွက်အားကိုးရမှရှိဘူးကို့စီမှာလည်းသူ့အတွက်အားကိုးရမှရှိဘူးတကယ်အရေးမှာကို့အတွက်သူ့စီမှာမှအကူအညီမရှိဘူးဘလောက်ရင်းနေရင်းနေဘလောက်ချစ်ချစ်ကို့ရှိမှကိုပဲလောကကဘလောက်တစိမ့်ဆန်လိုက်တယ်လဲအဲ့ဒါအမှန်တရားပဲတရားအသိဉာဏ်ဆိုတဲ့အားကိုးရမရှိလို့ကတော့ဘာတွေဘလောက်ရှိရှိဘလူလူကြီးဖြစ်လို့နေနေ အားငယ်ပြီးနာရမှာပဲအားငယ်ပြီးတည်ရမှာပဲအားငယ်ပြီးတည်ရတဲ့လူတယောက်ရဲ့အနာဂတ်ကဘလောက်ကောင်းနိုင်မလဲဒါဆိုရင်အာကိုရာကိုဘလို့ရှာမလဲအာကိုရာရအောင်ဘလို့လုပ်မလဲအတ္တနာဟိသူတန်ဒေနာဆိုတာကအဲ့ဒီမေဝန်ရဲ့အဖြေပဲအဓိပ္ပာယ်ကမိမိစိတ်ကိုကောင်းစွာစုံမခြင်းအားဖြင့်နဲ့ကိုယ်စိတ်ကိုကောင်းအောင်စုံမမယ်ဆိုရင်အာကိုရာရှိကိုရမယ်တဲ့ ကိုယ်စိတ်ကိုကောင်းအောင်ဆုံးမရဆိုတာသတိပဋ္ဌာန်တရားပွားတာကိုပြောတာသတိပဋ္ဌာန်အလုပ်ဆိုတာဖြစ်တိုင်းသိအောင်လုပ်နေတဲ့အလုပ်ပဲကိုယ်ခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းသိအောင်လေ့ကျင့်နေတာရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဖြစ်တိုင်းသိတည်နေအောင်ကြိုးစားနေတာဖြစ်တိုင်းသိနေရင်အဲ့ဒီသိနေတာတွေနဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်ဘူးဒီပိုင်းနဲ့အဲထဲမှာပဲအသိဉာဏ်တွေလည်းမြင့်မြင့်လာတယ် အဲ့ဒါကိုကိုယ့်စိတ်ကိုကောင်းအောင်ဆုံးမလေးလို့ပြောတာအဲ့ဒီသတိပဋ္ဌာန်ကိုလေ့ကျင့်ရင် နာထန်လဘတိထုံလပန်နဲ့ရနိုင်ခဲ့သောအာကိုရာကိုရမေးတဲ့ရနိုင်ခဲ့သောအာကိုရာဆိုတာတရားအသိဉာဏ်ကိုပြောတာအမြင့်ဆုံးပြောရရင်တော့မဉ္ဇဉ်ဖွဉ္ဇဉ်တွေကိုပြောတာဟုတ်တယ်တရားအသိဉာဏ်ကမှရနိုင်ခဲ့တဲ့တကယ်အာကိုရာအစ်စ်တန်တရားတလျှောက်ဘယ်တော့မှမရခဲ့ဘူးလေတဲ့ အလွန်ရနိုင်ခဲ့တဲ့အာကိုရအစ်စ်တွေကျန်တဲ့အာကိုရတွေကရနိုင်ခဲ့တဲ့အာကိုရမဟုတ်ဘူးရလွယ်တဲ့အာကိုရတွေမိသားစုဝင်တွေရွှေမျိုးတွေချစ်ရခင်ရတဲ့သူတွေမိရွှေပေါင်သင်းတွေဥစ္စာပစ္စည်းတွေလောကီပညာတွေဂုံပကာသနတွေအပေါ်ယံတွေအင်းအဲ့ဒါတွေဟာရလွယ်တဲ့အာကိုရတွေတတန်တရာလုံးရှာလာခဲ့တာဘဝတိုင်းဘဝတိုင်းသူ့ဟာနဲ့သူတို့ရခဲ့တာပဲ။ ဒါပေမဲ့တကယ်အရေးနဲ့တွေ့ရင်အလုံးမဖြစ်ဘူးမျက်ရည်ကျပြီးအဆုံးသတ်ခဲ့ရတာကြီးပဲဘဝတိုင်းဒီပုံစံနဲ့လာခဲ့တာပဲများတယ်ခုဘဝမှာရောဘလို့လဲအများကြီးတို့ကိုရှာထားတဲ့ကိုမှရှိနေတဲ့အဲ့ဒီအပေါ်ယံတွေက နာဘွဲတေဘွဲခွဲဘွဲတွေနဲ့တွေ့ရင်စိုးရင်ငိုရင်ငိုကြွေးခြင်းတွေကိုကုစားနိုင်မှာလားညည်တွေကြာပြီးအငဲ့တို့အဖြစ်မှာပဲဆက်ပြီးရှိနေစေဦးမှာလား အရာရာအတွက်တကယ်အားကိုးလောက်ရဲ့လားစဉ်းစားကြည့်ရင်ရလွယ်တဲ့အဲ့ဒီအားကိုးရာတွေဟာတကယ်အားမကိုးလောက်ဘူးဆိုတာသိနိုင်တယ်ဒါကြောင့်အားကိုးလောက်တဲ့ရနိုင်ခဲ့တဲ့ အားကိုးရာဖြစ်တဲ့တရားအသိဉာဏ်ကိုရဖို့ကိုယ့်စိတ်ကိုစုံမခြင်းလို့ဆိုတဲ့တတိပဌံတရားကိုပွားများနိုင်ကြပါစေ။